ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒီကမ္ဘောဒီးယားရဲ့လစ်စက်အတစ်ကိုကျွန်တော်တို့အတဲကိုတပ်ပို့ရင်းနဲ့ကျွန်တော်လိုက်ကြည့်အောင်ကျွန်တော်တို့မနေ့အစောကြီးနိုးပြီးတော့တွားရပါတယ်ဘာဖြစ်လဲဆိုတော့မြို့နဲ့အရန်ဝေးလို့ပါခုဆိုရင်ကျွန်တော်တို့မြင်နေရတဲ့နဖက်လမ်းလမ်းနဖက်လုံးမှာ ဆိုရင်ဘာမှမရှိသေးပါဘူးတိုက်နေလဲဘာမှမရှိတလို့ပါဆိုတော့က flight delay ဖြစ်မှာအတွက်ကြောင့်ကျွန်တော်အစောကြီးနိုးပြီးတော့ taxi နဲ့သွားမှာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့လင်ရင်ကွင်းထဲမှာမြင်နေရပါပြီ။ဆိုတော့ကကျွန်တော်တို့ဒီမတိုင်ခင်မှာဆိုရင်ကားရဲ့အရန်ကြက်တယ်ဆိုတော့ ျွန်တော်တို့လည်းအစိုးရသွားရတာဒါပေမဲ့လည်းဒီချိန်ဒီမှာရောက်တော့ကားတွေလည်းတိမ်မကြက်တော့ပါဘူးလမ်းတစ်ဖက်မှာဆိုရင် ကျွန်တော်တို့အဆောင်ဦးတွေဒီဆောင်အားတွေဒီ construction တွေလုပ်လာတာကိုပဲတွေ့ရတယ်ဘာမှမရှိသေးပါဘူးဆိုတော့ကျွန်တော်တို့လင်းခွင်းကိုတော့လမ်းတော့မြင်နေပါပြီဆိုတော့တော်တော်လာတဲ့အဆောင်ဦးလေးပါ လေရင်ခွင်းရဲ့ view ကိုကျွန်တော်ကြည့်ရတလောက်ကတော့ဘန်ကောက်နဲ့မကွာတယ်လို့ပဲဗျကြည့်ရတာကလည်းဘန်ကောက်နဲ့သွားတူတယ်လို့ပဲကျွန်တော်တက္ကစီကရှင်းပြတာနဲ့ကျွန်တော်ဝင်သွားပြီဖျားပုံတော့အကြီးကိုတွေ့ရပါတယ်လူတွေလည်းအိမ်မှာအရန်အုံနေကြပါတယ်လေရင်ခွင်းတစ်ဆိုတော့လူတွေအရန်ကြီးအဲ အုံအုံကြကြဖြစ်ကြတယ်ဒီသူတို့နိုင်ငံသားရောတချို့နိုင်ငံသားတွေပါလိုကယ်တွေရောပေါ့ဒီလင်ရင်ခွင်းအစ်စ်ကိုလာပြီးတော့တက်ပုံလာရိုက်ကြတယ်လာကြည့်ကြတာတွေတော်တော်များတာပဲကျွန်တော်တောင်ဘာမှတက်ပုံတွေကောင်းကောင်းမရလိုက်ရဘူးဒါတော့ကျွန်တော် ေါ်ထပ်ပေါ်ဗျာကျွန်တော်ကပေါ်ထပ်ရောက်လာတယ်ပေါ်ထပ်မှာတော့လူတိတ်မရှိဘူးဘာဖြစ်လဲဆိုတော့လင်းရင်ခွင်းကအစ်စ်ဖြစ်နေတယ်တို့လူတွေတိတ်မရှိတဲ့လောက်ပါပဲကျွန်တော်လာတော့ဒီ coffee sign တွေဒီအချိုကြီး sign တွေဆိုရင် လူမရှိတဲ့လောက်ပါပဲဒါမှမဟုတ်လဲကျွန်တော်လည်းလိုက်ကြည့်ပြီးတော့အပေါ်မှာ coffee လေးပါလေးတောင်းလိုက်ပါသေးတယ်အရန်လေး အရန်တိတ်တိတ်ဆိတ်ဆိတ်နဲ့ဖြစ်တဲ့အချိန်လေးပါအရန်ကောင်းပါလေမဆိုးပါဘူးကျွန်တော်ဧည့်သည်ကိုပို့ပြီးတော့နောက်မြို့တစ်မြို့ကိုသွားဖို့ကားလက်မှတ်ကိုကျွန်တော်တွက်ဖြတ်တယ်ကားလက်မှတ်ရပြီးတော့ကျွန်တော်တို့ကားထွက်ဖို့အချိန်ခဏစောင့်နေရပါတယ် ကျွန်တော်ကတက်ပြီးတော့ခရီးဆက်ကြတော့မယ်လူဝေစုံဝီးဆိုတော့ကျွန်တော်စစပြီးတော့ခရီးထွက်ကြတော့မယ်လမ်းဘေးနှစ်ဖက်မှာကျွန်တော်ကြည့်လိုက်လို့ရှိရင်လေလူနေမှု ဘဝကလည်းလူလင်မှုပုံစံကလည်းသူတို့ပုံမှန်အတိုင်းပါပဲတိတ်ပြီးတော့အရင်ကြီးလဲတိုးတက်မှုတိုးတက်တာလဲတိုးတက်မှုမဟုတ်ပေမဲ့လည်းပုံမှန်အတိုင်းတော့ဖြစ်ပါလေ ခုဆိုရင်ကျွန်တော်တို့ကားတွေအရန်ကြက်လာပါပြီဒီလမ်းမှာဆိုရင်ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ဒီရရှိပေးရနေတော့တူလို့လူတွေလည်းအိမ်ပြန်ကြတာဆိုတော့ကားတွေတော်တော်ကိုကြက်သွားပါတယ် traffic jam ဖြစ်ပါပဲဖြစ်ပါတယ်ဆိုတော့ကားကအရန်ကြီး 马路喵，皮皮会玩呀，不嘞。 ကျွန်တော်တို့၁၂နာရီအချိန်ရောက်တော့ခရီးတဝက်မှာနာကြတယ်ပေါ့နော်အခုဒီနေရာမှာတော့ကျွန်တော်တို့အပေါ့ရေအိမ်ဓာရီတွားပြီးတော့သမင်းစားတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့စကားမပေါ့တော့လက်နဲ့ချင်းနဲ့ထိုးပြီးတော့သမင်းမှာစားကြပါ ကျော်တော့မြန်မြန်ထမင်းစားပြီးတော့နောက်ထပ်ခီးပြန်ဆက်ရပါတယ်။ဒါပေမဲ့လက်ခီးလမ်းမှာတော့ဒီအတိုင်းပဲဘေးရက်နဲ့တူတော့လူတွေကအုတ်အုတ်ကြက်ကြက်ကားတွေလည်းကြက်လို့ traffic jam ဖြစ်နေလောက်ဖြစ်နေပါတယ်။ဆိုတော့ပြေးချင်းစီသွားပြီးတော့အချိန်တော်တော်ယူပြီးမှကျွန်တော်တို့ခီးဆက်ရပါ ကျွန်တော်တို့ခီးဆက်ရင်းနဲ့9နာရီကြော်ကြော်လောက်တဲတဲ့နေရာကိုရောက်ပါလေဆိုတော့ကျွန်တော်တို့တဲတဲ့နေရာကတော့ gas house ဖြစ်ပါတယ်ဒီမှာဧည့်သည်တွေလည်းတချို့ဧည့်သည်တွေလည်းရောက်ကြနေပါတယ်ဆိုတော့ကျွန်တော်တို့ booking လုပ်ထားတယ်ကျွန်တော်တို့ check in သွားကြပါတယ် ျွန်တော်တို့ check in လုပ်ပြီးတော့အခန်းကိုသွားပါတယ်ပြီးတော့ကျွန်တော်တို့8တွေထားပြီးတော့ခဏထိုင်ပြီးတော့ကျွန်တော်တို့လေးစီးတဲ့ program တခုကိုကျွန်တော်တို့ဆက်သွားပါတယ်ဒီလေးစီးတဲ့ဟာကတော့ကျွန်တော်တို့ဘလောက်ကြာမဲတော့မတည်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဟိုဘက်ကမ်းမှာဆိုရင်လေကျွန်တော်တို့အိမ်ဒီအများကြီးတွေ့ပါတယ် ိုးရဒီမှာဆိုတော့ရည်တွေအရန်လွမ်းပြီးတော့ဟိုဘက်တစ်ဖက်ကမှဆိုရင်ကျွန်းလေးကျွန်းတစ်ဖွဲဖြစ်သွားပါတယ်ဒီမှာနေတဲ့လူတွေအားလုံးကလေပဲတုံးပြီးတော့ဟိုဘက်ကန်ဒီဘက်ကန်ကိုပူကြပါတယ်ကျွန်တော်ကြည့်လိုက်လို့ရှင်မရှိတဆုံးပါပဲထမ်းပြီးလင်းတွေနဲ့လေကွင်းလေးတွေနဲ့ပြီးရင်ပိုက်ကွန်လေးတွေနဲ့ ငားတွေထောင်ကြပါတယ်ဆိုတော့အဲညနေစီးစာအချိန်ကတော့အရန်ကိုလာပါပါပဲကျွန်တော်တို့လေစီးပြီးလို့ရှိရင်ဟိုဘက်ဒီဘက်ကမှရှိတဲ့အိမ်တွေကိုလိုက်ကြည့်ပြီးလို့ရှိရင်အဲဓပုံလေးပါလေးကြားရတာပေါ့ဗျာဒါတော့ကျွန်တော်တို့ပြန်မှာမိုးချုပ်နေပြီမိုးနည်းနည်းချုပ်နေပြီအချိန်အကြာကြီးပဲ အတက်အစင်းပေါ့ဆိုဒီနေရာမှာတော့သူရဲ့မျိုးရဲ့ဒီမျိုးလေကောင်ဖြစ်တယ်ပြီးရင်ဒီမှာကဥယျာဉ်တွေရှိပါတယ် park တွေရှိပါတယ်ဒူရီလာစုံပြီးတော့လမ်းလျှောက်ပါတယ်ဈေးပွဲလည်းဈေးတွေလည်းရှိပါတယ်ကျွန်တော်ကနာဈေးကနာရန်တို့လည်းပြောလို့ရပါတယ်ပြီးလို့ရှိရင်တံတားဟိုဘက်ဒီဘက်ဥရဲ့တံတားလည်းတို့အရင်လာပါတယ်ဆိုတော့ကျွန်တော် trip ကဒီမှာပဲဆုံးတယ် တို့ဆင်းတယ်ပြီးလို့ရှင်ဒီတံတားကိုအောက်ဘက်ကိုဖြတ်တယ်ပြီးလို့ရှင်အတက်မှာဟိုဟိုဘက်မှာဆိုရင်လာပါတယ်မီလုံးလေးရင်းနဲ့တွင်ထားပါတယ် ဒီမှာဆိုရင် ကျွန်တော်တို့ဒီတစ်ပင်ပေါ်မှာဆိုရင်မီးလုံးလေးတွေနဲ့ထွန်းထားပြီးတော့တကယ့်ကိုလှတဲ့နေရာတခုပါလူတွေလည်းတော်တော်စီကြပါတယ်ဒီနေရာမှာမြို့သူမြို့သားတွေလည်းဒီမှာလာပြီးတော့လမ်းလျှောက်ကြတယ်ပြီးရင်ဒီဈေးတွေလည်းရောင်းကြပါတယ်လူတွေကတော့ဒီမှာဝိုင်းပြီးတော့ဈေးရလာဝယ်ကြပါတယ်ကျွန်တော်တို့ကတော့ဒီပုံမှာစီးပြီးတော့ဒီ မြင်ကွင်းလေးတွေကိုကျွန်တော်တို့ကြည့်ရှုကြတာဒီနေ့ကတော့ဒီလောက်ပါပဲဒီညနေပိုင်းကျွန်တော်တို့ပြီးတာနဲ့အခန်းကိုကျွန်တော်တို့ဟိုတယ်ကိုကျွန်တော်တို့ guest house ကိုဆက်ပြီးတော့သွားပါတယ်နောက်တနေ့မှာတော့ကျွန်တော်တို့မနေ့စောစော breakfast စားကြတယ်ဒီနေ့မှာတော့ကျွန်တော်တို့ ီဘုန်းကြီးចောင်းတွားကြမှာပေါ့ကျွန်တော်တို့ဘုန်းကြီးចောင်းမတွားခင်သူတို့ရဲ့ရင်ကျမှုအရာကျွန်တော်တို့ဒီတချို့လိုအပ်တဲ့ဒီအစားအသောက်တွေအတီးအနံတွေကိုကျွန်တော်တို့ live ဝယ်လိုက်ဝယ်လိုက်ကြတယ်ဒီဘုန်းကြီးចောင်းတွားဖို့ ေးမှဆိုတော့ဒီမှာစုံပလုံးနေတာပဲအာငချောက်တွေအတီးတွေတီးနံတွေပေါ့လက်ဆက်တဲ့တီးနံတွေကျွန်တော်တို့လိုက်ကြည့်နေပါတယ်ကျွန်တော်လိုက်ကြည့်ရင်ねဒီကတော့ဘွယ် ဒီဖုန်းကြီးကိုလူမဲ့ကတော့ဘွေတွေကိုအဆိုင်တွေကိုကျွန်တော်တို့တွေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ဝယ်လိုက်တယ်ဖုန်းကြီးကြောင်ရောက်လာနဲ့ကျွန်တော်တို့ချက်ချင်းပဲဖုန်းကြီးစီကိုသွားပြီးတော့လူအတန်းတွေလူရမဲ့ပစ္စည်းတွေကိုသွားပြီးတော့လူတန်းပါတယ် ျော်တို့သွားတာရောက်ပါနဲ့နေ့လည်ခင်းရှိပြီအတွက်ကြောင့်ဟိုဘုံကြီးလဲဆွန်းဖုံးရမှာလဲဆိုတော့လောလောလောနဲ့ကျွန်တော်တို့လူပြေရပြီးတော့ကျွန်တော်တို့အောင်းမှာရှိတဲ့ဒီလူတန်းတဲ့ delay engine မှုတွေကိုကျွန်တော်လိုက်ကြည့်ပြီးတော့ดูยามแม่อะไรดูดี အမိထွန်းရမယ့်နေရာမှာမိထွန်းပါတယ်ကျွန်တော်တို့နဲ့မတူတဲ့ပုံစံတွေကိုဗီဒီယိုလေးတွေ record လေးလေးလုပ်ပြီးတော့ကျွန်တော်လည်းကြည့်နေတယ်ဒီမှာဆိုတပိတ်လေးစီထားပြီးတော့ဒီထမင်းစွန်လောင်းကြားတယ်ညင်ကွင်းတယ် ကျွန်တော်တို့မှာတော့ဒီလိုမျိုးမရှိပြီးတာနဲ့အောက်မှာဒီတဲပုံလေးလေးလောက်ထားပြီးတော့ဖျောင်းတိုင်းဒီအမွေးတိုင်းနေနဲ့ကျွားပြီးတော့ပူဇော်တဲ့ပုံရိပ်တွေပါဒီဒါပြီးတာနဲ့ကျွန်တော်တို့လည်းအိမ်ပြန်ကြပါတယ်ဆိုတော့ကျွန်တော်တို့လည်းကုတူနဲ့ကုတူလည်းရပြီးတော့ပီတီနဲ့အိမ်ပြန်ကြတာတော့ဗော